ရှိခုလက်ရှိစစ်ကောင်မရှင်တက်အသေးအနှံခုခံကာဝဲနေတယ်။ဘဂွေတိုင်းရဲ့နောက်ဆုံးပင်မခန့်စစ်စီနိုင်ရီကန်စခန်းဟာတဖြည်းဖြည်းချင်းရှိဆက်ဒူးလာတဲ့အာရခတက်တော်အေးရဲ့ထူးစစ်အောက်ကိုကြောက်ရွံ့ဖို့ရလက်တကန်လူကိုရောက်လာပြီးဖြစ်ပါတယ်။ဘာကြောင့်ဒီနိုင်ရီကန်စခန်းကိုပဲမကြာခဏစူးသလို highlight လုပ်နေရလဲဆိုရင်နှစ်ဖက်စလုံးအတွက်ထင်ထားတာထက်ပိုပြီးအရေးပါနေလို့ပါ။ ဒီစခန်းသာကြသွားခဲ့ရင်ကပ္ပစာ14ဟာပထမဆုံးကျူလဲမဲ့လက်နက်စိုက်ရုံတစ်ခုဖြစ်လာမယ်အပြင်၎င်းနေရှင်းမိုင်အကွာကဗဒန်းမြူဟာလည်းမဟာမိတ်တပေါင်းစုတွေရဲ့ချင်းချောက်မှုကိုခံရတော့မှာပါသို့တော့တစ်ဖက်ကလည်းအီးအီးအဖုငပြိုသည်ခေါ်နာတလောက်တော့လွဲနေတာတော့မဟုတ်ပါဘူးစကတ်စာဟာလေးချောင်းဖြစ်ကူလက်နက်ကြီးဖြစ်ကူမြောင်များစွာနဲ့ပေါ်တာဆွဲစစ်မှုထမ်းတပ်သားအင်အားခေါင်ကနဲထီသုံးပါတံပြန်ထုစစ်စင်နေတာကြောင့်လက်ဖက်တပ်ဖွဲ့တွေဟာအထီးတိုင်များစွာနဲ့စစ်ဦးတိုင်ခဲ့ပါတယ် ဒီနေ့ရကစခန်းကိုအရခတက်တော် AA နဲ့မဟာမိတ်တပေါင်းစုတွေဟာဗထောအများမှာအပိသက်သိမ်းယူနိုင်မလဲဆိုတာကတော့တော်လန်ပြည်သူတွေစောင့်မြော်နေကြတဲ့တော်လန်ရဲ့အချို့အကွေ turning point တခုလေဖြစ်တယ်လို့အခုနောက်ပိုင်းမှာကပဲအရခတက်တော် AA ဟာစင်ကြီးပြည်ဟာတချို့ကလည်းမသိမသာအပြောင်းလဲလုပ်သွားခဲ့ပါပြီတကယ်တော့အရခတက်တော် AA ဥဆောင်တဲ့တော်လန်ရဲ့တပေါင်းစုတွေဟာနေ့ရကစခန်းအနီးတစ်ဝိုက်ဒုတိယကုတကံတိုက်ခိုက်ကြရင်ဆက်ဆိုင်ထားခဲ့တာကြားပါပြီအရခတက်တော်ဟာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကိုသိမ်းယူပြီးတခါနောက်ရခိုင်ရိုးမကူဖြတ်ကျော်ကအမ်ဘရန်နတ်မှသည်မကွေးတိုင်းအတွင်းသို့ဝင်ရိုးတန်းတဖွဲအရှိန်အဟုန်နဲ့ဖူးစစ်စင်စစ်မျက်နှာဖုံးခဲ့တာပါစစ်ကောင်မရှင်တပ်ဖက်ကလည်းအရှိန်အဟုန်နဲ့တူးဝင်လာတဲ့တော်လိုင်းအင်အားစုတွေရဲ့စစ်ကြောင်းတွေကိုအစင်းစင်ခုခံကာကွယ်ရင်းဒီဟာနဲ့တံပြန်ခဲ့ရမှာတော့အရခတ်တက်တော်အီအီနဲ့မဟာမိတ်တီအဖို့လာပေါင်းများစွာကြန့်ကြာခဲ့ရပါတယ်သူရမှာဖူးစစ်လမ်းကြောင်းတစ်လျှောက်ဆက်ခါမှခန်းစစ်စခန်းငယ်များကိုတစင်ချင်းတက်ခိုက်သိမ်းယူလာခဲ့ပြီးနေရံပင်မှစခန်းအနီးအထိကိုတူးဝင်လာနိုင် ုင်ခဲ့ပါတယ်။ဒီနောက်မှာတော့ကြန့်ကြာနေတဲ့တိုက်ပွဲတစ်ခုမှာခန်းစစ်ကစားသမားဘက်ကရရှိမှအသာစီးရလာနိုင်တာမို့အရက်ခတ်တတော်အေးဟာအချိန်မဆွဲတော့ပဲနီးပြူဟာအပြောင်းလဲတချို့ကိုပြုတ်လုခဲ့ပါတယ်။ဒါကတော့စစ်ကော်မရှင်တက်ရဲ့နေရီကန်ပင်မခန်းစစ်စခန်းကြီးကိုတိုက်ရိုက်တိုက်ခိုက်သိမ်းပိုက်ခြင်းထက်၎င်းရဲ့ကာကင်းစခန်းနယ်များကိုသာအ धिक ထတိုက်ခိုက်သိမ်းယူချေမှုလာတာတွေ့ရပါတယ်။ဒါဟာပင်ကူတကောင်ကိုခြေတချောင်းချင်းစီထုတ်ချနေတဲ့ပုံတရက်မှာပြီးခဲ့တဲ့စက်တင်ဘာလအတွင်းဂုတ်ကြီးစခန်းကိုလက်လွတ်ခဲ့ရပြီးနောက်စကစတက်ဟာ စုံကုန်းဆက်စီဇင်းပြွန်စားတဲ့နေရာအသူတီးကအင်အားများနဲ့ဂုတ်ကြီးစခန်းကထွက်ပြေးလာတဲ့အင်အားများကိုစူပေါင်းကနေရီကန်ဘက်ကိုတဖန်ပြန်လဲထိုးစစ်ဆင်းခဲ့ပါတယ်ဒီစစ်ကြောင်းတွေကို wine to wine egg နဲ့ jet fighter များကိုအသုံးပြုပြီးလေးကြောင်းဖြစ်ကူပြီးခဲ့ပြီးမယ်အရခတ်တပ်တော်အီရဲ့ဖြတ်တောက်တက်ခတ်မှုတွေကြောင့်ရှစ်ဆက်မတိုးနိုင်ခဲ့ပါဘူးဒီနောက်မှာတော့ပင်မနေရီကန်ဘီဟာစခန်းကြီးဟာတခြားသောမြေပြင်စစ်ကူစစ်ကြောင်းများနဲ့အဆက်အသွယ်ပြတ်တောက်သွားကအောက်ဘူဗလာစရဲ့နေမှာနေရီကန်စခန်းအတွက်အဓိကအားထားရာ fighter ဂုံးကိုအရ ရခတပ်တော်အီအီနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကတိုက်ခိုက်သိမ်းယူနိုင်လိုက်ပါတယ်။ဒါဟာဝိုင်းပတ်ပိတ်ဆို့ခြင်းနဲ့ချေမုံကြီးဒီဟာတစ်ခုပါ။ စစ်ကောင်မရှင်တပ်ဘက်ကအရာရှိစစ်သည်အများပြားဟာလက်နက်ကြီးများကိုသာမကလက်နက်ငယ်များကိုပါစွန့်ပစ်ခါကွန်လူယုံပြီးကစင်ကလျာစုခါထွက်ပြေးသွားခဲ့ပြီးဖြစ်တာကြောင့်အရခတ်တပ်တော်အေအေနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာပင်မစခန်းကုန်းဖြစ်တဲ့နေရီကလေးချောင်းရံကာဝေးကြီးဘီဟာစခန်းကိုသာအပိသက်သိမ်းယူရတော့မယ့်အနေအထားကိုရောက်လာခဲ့ပါပြီ2024ခုနှစ်တည်းကစတင်ခဲ့တဲ့ဒီတပ်ဝဲဧရိယာမှာစစ်ကောင်မရှင်တပ်ဘက်က အမှတ်ကူကူချီမြန်တပ်မဌာနချုပ်နဲ့အမှတ်ဆက်ခွန်စစ်စင်ရေးကုပ်ကဲမှုဌာနချုပ်လက်အောက်ခံချီလင်းချီမြန်တိုင်ရင်းမြန် ှာအင်အားတွေအပြင်ကာကွယ်ရေးပစ္စည်းစက်ရုံတချို့မှာအင်အားများကိုပါဖြည့်တင်းကဆက်လက်ခုခံနေသေးပါအောက်တိုဘာလ15ရက်နေ့ကအာရခတတော်အေရဲ့စီရီသတင်းထုတ်ပြန်ချက်မှာနေရီကန်ပြူဟာဂုံးစခန်းအားအပီးသက်သိမ့်ပရရှိနိုင်၏အနှဲငယ်သောလက်ချံတွေရတချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းဖော်ပြပါရှိပါတယ်ဒါကင်ကဘာလုံးပုံစံရေဒါအဆောက်ဦးများကိုလည်း drone နဲ့အနီးကရက်ကူထားတဲ့ရုပ်သံတချို့ကိုလည်းအာရခတတော်အေဘက်ကထုတ်ပြန်ထားပါသေးတယ်သို့တော်စစ်ကော်မရှင်တပ်ဟာဒီလက်ချံပြူဟာစခန်းကိုပြီးခဲ့တဲ့အောက်တိုဘာလ 17ရက်စနေနေ့16ရက်နေ့ဒီမှာဝိုင်းတဲလီနဲ့ဂျိတ်ခါလက်နက်ခဲယမ်းများချပီနေခြင်းကိုထောက်ရှုခြင်းအပြင်စစ်ကော်မရှင်တပ်ဟာလွယ်လွယ်နဲ့နှက်မလျှော်သေးပဲရာသနောက်ဆက်ပြီးခုခံနေဦးမဲ့သဘောကိုတွေ့ရပါတယ်အရက်ခတ်တတော်အီဘက်ကတော့ဒီစစ်မျက်နှာဟာဘလူးနီးနဲ့ဖြစ်ဖြစ်ထိုးစစ်အရှိန်ကျသွားလို့မဖြစ်ပါဘူးဒါကြောင့်ကြောက်ဖြူစစ်တွေနဲ့ဘင်္ဂလားဒေ့ရှ်နယ်ကြားက ARSO RSO အကြမ်းဖက်အဖွဲ့အစည်းများနဲ့ဆက်ဆိုင်ထားပါပေမဲ့မကွေးနဲ့ပကူစစ်မျက်နှာတွေမှာတော့မစုတ်တန်းကိုထိုးစစ်ဆင်နေသေးပါနေရက်လေ ကျောင်းရင်ကဝေးတက်စခန်းကိုအပိဒတ်သိမ်းယူပြီးပါကအရခတတ်တော်အေးနဲ့မဟာမိတ်တီရဲ့ထိုးစစ်ဟာမကွေးတိုင်းတွင်းမှာရှိတဲ့ကပ္ပစာဆက်ယုံများနဲ့ပဒန်းအခြေဆိုင်အမြောက်စစ်စင်ကြီးကုတ်ခဲမှုဌာနချုပ်အပြင်တခြားသောအမြောက်တင်ရင်းများကိုပါမကြခင်ချင်းချောက်လာနိုင်တော့မှာဖြစ်ပါတယ်။အဆုံးဒီနာဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဗနာကလစ်ခါပါအရေးတော်ပုံအောင်ရမည်။